စစ်တွေနဲ့ကြောက်ဖြူကစစ်ကောင်စီတပ်တွေလက်နက်ချဖို့အချိန်တန်ပြီးရခိုင်မှာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့အရကတတော်အေရဲ့ထူးစစ်ကြောင့်စစ်တွေနဲ့ကြောက်ဖြူကစစ်ကောင်စီတပ်တွေလက်နက်ချဖို့အချိန်တန်ပြီးလို့ရခိုင်စီရဲလိလာသူတွေကပြောဆိုလိုက်တာပါစစောလက်နက်ချရင်အသက်ချမ်းသာရရမှာဖြစ်ပေမဲ့တိုက်ပွဲတဲ့စစ်သုံးမန်းအဖြစ်အေရဲ့ဖမ်းဆီးတာကိုခံရရင်တော့အသက်အာမခံချက်ရမှာမဟုတ်ဘူးလို့လည်းစီရဲလိလာသူတွေကတော့ပြောဆိုထားပါတယ်အခုလက်ရှိရခိုင်ကစီရဲသတင်းတွေအရအေကစစ်တွေမြို့ကိုဝိုင်းပတ်ပိတ်ဆို့ထားပြီးဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်အခုလက်ရှိအေရဲ့စစ်တွေမြို့သိမ်းတိုက်ပွဲဒီမှာစစ်ကောင်စီအတိုင်းချ ထားတဲ့ရွှေမင်းကန်ရေးတဲ့စကန်နဲ့သုံးဆောင်ရအနီကိုတိုက်ပွဲတွေရောက်ရှိလာတာဖြစ်ပြီးတော့နှစ်ဖက်တိုက်ပွဲတွေကတော့ပြင်းထန်နေတယ်လို့လည်းဒေသခံစီရေးသတင်းမီဒီယာကပြောဆိုထားပါတယ်။အခုစစ်တွေမြို့နယ်ဝါဘူကျေးရွာနဲ့ကင်းမော်ကျေးရွာအနီးတဲမှာဖြစ်ပွားနေတဲ့စစ်ကောင်စီနဲ့အေအေတို့ရဲ့တိုက်ပွဲတွေကတော့တဖြည်းဖြည်းနဲ့စစ်တွေမြို့အနီးကိုရောက်ရှိလာပြီးဖြစ်တယ်လို့လည်းဒေသခံစီရေးသတင်းမီဒီယာနဲ့ဒေသတွင်းသတင်းမီဒီယာတွေကပြောဆိုထားပါတယ်။စစ်တွေတိုက်ပွဲတွေကသုံးဆောင်ရရွှေမင်းကန်ရေးတဲ့စကန်နီကိုရောက်နေပြီးဝါဘူအနီးကစစ်ကောင်စီတပ်တွေကတော့နောက်ဆုတ်လာပြီးတော့အခုသုံးဆောင်ရဘက်မှာတိုက်ပွဲပြင်းထန်နေတယ်။ပြန်ပြူရဘက်မှာလည်းစစ်ကောင်စီတပ်တွေဆုတ်လာတယ်လို့ဒေသခံစီရေးသတင်းမီဒီယာက စစ်တွေကတပ်ဖွဲ့အခြေအနေကိုပြောဆိုထားပါတယ်စစ်တွေနဲ့ကြောက်ဖြူကဒေသခံပြည်သူတွေအနေနဲ့လွတ်မြောက်အောင်နေမြေတွေကိုရှေ့ပြောင်းနေတိုင်းကြဖို့အရကတော် AA ကလည်းထုတ်ပြန်သတိပေးပြောဆိုထားပြီးလည်းဖြစ်ပါတယ်ဒေသတွင်းသတင်းမီဒီယာတွေရဲ့ပြောဆိုချက်တွေအရစစ်ကောင်စီရဲ့ရွှေမင်းငန်းရေတပ်စခန်းအနီးမှာရှိတဲ့တုံးဆောင်ရွာစော်မတဲ့ရွာနဲ့ချောင်းနယ်ကျေးရွာအနီးမှာတော့တပ်ဖွဲ့တွေဖြစ်ပွားနေတယ်လို့လည်းပြောဆိုထားပါတယ်ရွှေမင်းငန်းရေတပ်စခန်းပြိုင်ဖြူရွာနဲ့ကျေးတော်ဘက်တွေမှာစစ်ကောင်စီကတပ်စခန်းတွေအခိုင်အမာကိုတိစောက်ထားတာရွှေမင်းငန်းရေတပ်စခန်းအနီးကိုနေပြည်တော်အများကြီးနဲ့ထိုင်နာတယ်တပ်ဖွဲ့တွေကတော့အခုတည်းပြင်းထန်လာဖို့ရှိတယ်လို့လည်းစီရေးစီရေးသတင်းမီဒီယာကဒေသတွင်းသတင်းမီဒီယာကို ပြောဆိုထားပါတယ်အခုလက်ရှိမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်တပ်မျိုးအနီးကတိုက်ပွဲတွေအကြောင်းပုံနာကျွန်းပေါက်တော်နဲ့ရေတိတောင်ဒေသတွေကိုလက်နက်ကြီးပစ်ကတ်တာတွေလေချောင်းကတွေဘုံကျက်တာတွေကိုပြုလုပ်နေတယ်လို့တဲ့ဒေသသင်းသတင်းမီဒီယာမှာတော့ပေါ်ပြထားပါတယ်ရခိုင်စီရီလိလာတို့တူကတော့ရခိုင်ပြည်ကကြောက်ပြူစစ်တွေတိုက်ပွဲတွေဟာလဲကြံတဲ့မျိုးတွေလိုပဲအပြက်စီးများမယ်လို့မြင်တယ်စစ်တွေဆိုရင်တက္ကစားရှိတယ်ကြောက်ပြူဆိုရင်ရေတပ်ဌာနချုပ်ဒီတပ်တွေကိုတေချာပြောလို့ရတာတကူကတော့တက်ကူဆိုတာမျောလင်းစရာတိတ်ရှိမှမဟုတ်တော့ဘူးလေချောင်းတကူပဲရှိတယ်အဲ့ဒါကလဲခီးတဲ့တွေလေးနဲ့စင်းမှာပဲအလုံးစုံ200ပေါ့တိုက်ပွဲကလေစိန်နာကန့်သွားပြီစင်းမရတော့ဘူး ဆင်းလဲပြစ်ချခဲ့ရမှာပဲကြီးတယ်လင်းဆိုတာကအစင်းတက်ကိုပြတ်မှပြတ်ထားရတာပို့ပြီးတော့လွယ်တာကိုအဲ့ဒီတော့စစ်တွေဓာတ်ကစားတဲ့မှာရှိတဲ့အရာရှိတွေအနေနဲ့ဒါကိုသဘောပေါက်ရင်အဆုံးသက်အဖြေကခမရတို့တဲ့တိုက်ပွဲကြလို့အသက်ဆုံးတာရဲ့မလို့အပယ်ရွရွပျက်စီးတာရဲ့ပဲလှုပ်လို့ရတော့မယ်အောင်ပွဲဆိုတာမရှိတော့ဘူးအခုစစ်တွေဆိုရင်၄ဘက်၄တိုင်ကအကုန်ပိတ်ဆို့ထားပြီးဖြစ်တယ်စစ်တွေကစစ်ကောင်စီတပ်တွေအနေနဲ့ပင်လယ်တစ်ပေါက်ပဲပြေးပေါက်ရှိတော့တယ်အေက၁၅မမ155ဟော့ဝဲစာတွေနဲ့120မမမော်တော်တွေကိုကောင်းကောင်းပြစ်တဲ့တဲ့ဆိုကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေသိတယ်အခုရခိုင်မှာစစ်ကောင်စီအုပ်ချုပ်လို့တက်ချေချလို့ရတဲ့နေရာဆိုတာတိတ်မရှိတော့ဘူး ူးအဲ့ဒီတော့မလို့အဖက်နဲ့ကိုယ်အသက်ရောအခြားအရက်သားတွေအိုးယူနေကိုပါဖြစ်စီတာမျိုးမလို့ပဲနဲ့အေစီမှာနိုင်ငံရေးဥပဒေအရအမကန်ချက်တောင်းပြီးတော့ညှိနှိုင်းပြီးလည်းနဲ့ချတာမျိုးကအကောင်းဆုံးအဖြစ်ပဲတိုက်ပွဲပြင်းထန်လာတော့မှအလံပြူထောင်ရင်တော့အဲ့ဒီအကူအညီတွေနင်းသွားလိမ့်မယ်လို့လဲစစ်တွေကတိုက်ပွဲအခြေအနေကိုပြောဆိုထားပါတယ်အခုစစ်တွေမှာပြီးခဲ့တဲ့မက်ဆာစစ်တရရင်ကစစ်ကောင်စီနဲ့အာဂရတော်အေရိုဂျာတိုက်တဲ့ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်ကြပြီးတိုက်ပွဲကတော့ပြင်းထန်နေတယ်လို့ဆိုပါတယ်စီတန်ဘိုးကြီးစင်ရောကစစ်တွေတပ်နဲ့မှရွှေမင်းကန်ရဲ့စတန်ကိုတိုက်ခိုက်နေပြီဖြစ်ပါတယ်ရဲရုပ်ပြင်မှာအခြေအနေပြူထားပြီးတော့ရွှေမင်းကန်ကိုတိုက်မယ်ဆိုရင်ပထမဆုံးလက်လွတ်ရမယ့်တကူတော်တော်ကြီးတဲ့စကမ်းမဲ့ ဖြစ်ပါတယ်။တကူတည်းသောရေတက်စကန်ကတော့ရခစစက်ကွန်ရေတက်ခြေစိုက်စကန်ဖြစ်ပါတယ်။စစ်တွေမှာကန်တို့တွေကိုရိတ်ခါလက်နက်ခရမ်းအဖြစ်ထည့်မယ်ဆိုရင်ဗျိုင်းရုံစစ်ဘက်မှာကြောက်ကြကြနာထားလိရှိတယ်လို့လည်းလက်ရှိစစ်တွေကတိုက်ပွဲအခြေအနေကိုတုံ့သက်ပြောဆိုထားပါတယ်။စစ်တွေမျိုးမှာပြီးခဲ့တဲ့ဖေဖော်ဝါရီ23ရက်နေ့နောက်ပိုင်းကစပြီးတော့နှစ်ဖက်လက်နက်ကြီးလက်နက်ကြီးပစ်ကတ်မှုတွေရေတက်ကရာကနေအခုချိန်ပိုင်းအတွင်းမှာတော့အပြန်အလှန်ပစ်ကတ်မှုတွေဖြစ်နေတာလို့လည်းစီရေသတင်းမီဒီယာကတော့ပြောဆိုထားပါတယ်။စစ်တွေမျိုးနဲ့မှာ2025ခုနှစ်ဇန်နဝါရီ16ရက်ကစပြီးတော့စစ်ကောင်စီနဲ့အေရိုးတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ကတ်တလို့ဒရုန်းတွေစနစ်ပိုင်းနဲ့လည်းအပြန်အလှန်ပစ်ကတ်မှုတွေရှိခဲ့ကြလို့ရှိ းခဲ့တယ်လို့လည်းဒေသခံစစ်ရေးသတင်းမြေကပြောဆိုထားပါတယ်စစ်တွေမှာတပ်ဖွဲ့ဖြစ်ပွားပြီးတဲ့နောက်မှာတော့စစ်ကောင်စီတပ်ကလူဝင်အားနဲ့နက်နက်ကြဲတွေကိုလေချောင်းရေချောင်းကနေဖြစ်တင်းနေတယ်လို့လည်းဆိုပါတယ်အခုရက်ကိုင်းမှာအကြက်တော်ကမြို့နယ်၁၄ခုကိုသိမ်းပိုက်ထားပြီးတော့စစ်ကောင်စီကမြို့နယ်၃မြို့နယ်ကိုတော့ထိန်းချုပ်နေတော့တာစစ်တွေနဲ့ကြောက်ပြူမှာတော့တပ်ဖွဲ့တွေကပြင်းထန်နေတာလည်းဖြစ်ပါတယ်အခုလက်ရှိမှာအကြက်တော် AA ဦးဆောင်နေခဲ့နေတဲ့ရက်ကိုင်းပြည်အန်းနဲ့မကွေးတိုင်းအဆက် Eminent လက်မှတ်မှာရှိတဲ့နယ်ရေကန် Viewer Scan ကဖြူအမှုတွေပါဝင်အရာရှိတချို့ကတော့စုတ်ခွာထပြေးသွားပြီးလို့လည်းစစ်ရေးသတင်းမြေကပြောဆိုထားပါတယ်အဲ့ဒီနယ်ရေကန်လေချောင်းညံကောက်ွယ်ရေး Viewer Scan ကနေဖြူအမှုတွေပါဝင်စစ်ကောင်စီအရာရှိတချို့ကတော့ ော့မဆတ်၁၇ရက်နေ့ဆက်ပြီးတော့နောက်ဆုတ်ထွက်ပြေးသွားတာဖြစ်တယ်လို့လည်းပြောကြားထားပါတယ်။တိုက်ပွဲကမဟန်လို့ထင်တယ်။နေအိမ်ကမှာအရှိကုန်းနောက်ကုန်းရှိတယ်။အဲ့ဒီကုန်းကဗျွာမှုတွေပါဝင်အရာရှိစစ်တီတချို့ကတော့တက်နောက်ဆုတ်နေတယ်လို့လည်းစီးရဲသတင်းမြစ်ကပြောဆိုထားပါတယ်။အဲ့ဒီနေအိမ်ကဗျွာစကန်ကိုတော့အင်အားဖြည့်ဖို့တက်လာတယ်။မကွေးဘက်ကစစ်ကုန်းစားတချို့ကိုလည်းဗရန်မြူနဲ့စကမောင်းငယ်ကွာစုံကုန်းအမြောက်တပ်အနီးမှာရှိတဲ့စူလုံကျွာနီးမှာအရှိုးချင်းကာဝေးတက်တွေနဲ့ကော်လင်းတက်တွေကကြားပြတ်တက်ခဲ့လို့လည်းစစ်ကောင်စီတက်အများအပြားတေဆုံးခဲ့ကြပါသေးတယ်။အခုလက်ရှိမှာတော့နေအိမ်ကလေချောင်းညံကာကွယ်ရေးဗျွာတောင်ကုန်းအောက်မှာအရေးပါတဲ့စစ်ကောင်စီရဲ့တောင်ကုန်းတချို့ကိုတော့အေ ကပြီးခဲ့ရပါတဲ့နေ့ကသိမ့်မိတ်ထားပြီးလည်းဖြစ်ပါတယ်